အားလုံးပဲမင်္ဂလာပါနောက်ထပ်ကညမှာတော့ Europa League Final ပွဲစဉ်အဖြစ် Manchester United အသင်းနဲ့ Tottenham Hotspur အသင်းတို့ပွဲစဉ်ကရှိတယ်ဆိုဒီပွဲကစိတ်ဝင်စားစရာကောင်းပါတယ်။ဘာကြောင့်လဲဆိုတော့ဒါကျွန်တော်တို့ဒါအင်္ဂလိပ်ကလပ်နဲ့တင်းရဲ့ final ပွဲစဉ်လည်းဖြစ်တယ်။ဒါအပြင်ကျွန်တော်တို့ဒီနဲ့တင်းဟာကျွန်တော်တို့ပြည်တွင်းလိပြိုင်ပွဲတွေမှာရလက်တွေဆိုးဝါးနေပြီးတော့မှကျွန်တော်ဝေဖန်စရာတွေတောက်လျှောက်မြင့်တက်နေတဲ့ကလပ်နဲ့တင်းလည်းဖြစ်တယ်။လက်ရှိမှာတော့ဒါ Premier League ရဲ့အမှတ်ပေးစရာမှာကျွန်တော်တို့အဆင့်16နဲ့18ရာမှာရှိနေပြီးတော့မှ ျွန်တော်ဘေးအသက်တွေကလည်းယူရိုပါလိဖိုင်နဲ့အတွက်ကျွန်တော်တို့ဒါဆက်ရှင်တိခံပေးနေကြတာလည်းဖြစ်တယ်ဆိုတော့ဒါရှင်းနှစ်ပွဲစဉ်ကလည်းကျွန်တော်နှစ်ပွဲစလုံးကိုးစီအရင်နိုင်ခဲ့ကြပြီးတော့မှမတူညီတဲ့ကျွန်တော်တို့ဒါဝေဖန်မှုတွေနဲ့တောင်းလျှောက်မြင့်တက်နေတဲ့ကလပ်နဲ့တင်းလည်းဖြစ်တယ်ဆိုတော့ပထမဆုံးဒါကျွန်တော်တို့မန်ချက်စတာယူနိုက်တက်အသင်းအတွက်တော့ဒါအသင်းနီးပြားအိမ်မော်နေနဲ့ယူရိုပါလိဖိုင်နဲ့မှာကျွန်တော်တို့တကယ်လို့ချန်ပီယံမဖြစ်ခဲ့ဘူးဆိုရင်တော့မှာ ီကလပ်သေးရတာဝန်ရှိတဲ့သူတွေကထုတ်ပယ်သွားမှာမဟုတ်ဘူးဆိုပြီးတော့မှကျွန်တော်တို့ဒါ Fabrizio Romano ကလည်းပြောထားတယ်တစ်ဖက်မှာတော့ဒါ Torreon Hospital နေပြအမ်ပိုစီကိုဂလူးအတွက်တော့ကျွန်တော်ဒီရတီပြရင်ကလတ်တင်းကထွက်ခွာဖို့များတယ်ဆိုတော့သူ့အနေနဲ့လည်းကျွန်တော်တို့ဒါဒီကလတ်တင်းကနေမထွက်ခွာခင်မှာကျွန်တော်ဒါ2019 2020 ဒါ Champion League နောက်ဆုံးဒါ Tottenham Hotspur တင် final တက်ခဲ့တယ်။ Liverpool အသင်းကိုအရင်နိုင်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ဒါ Europe ဒီပေါ့လေဥရောပ final ပွဲစဉ်ကိုပြန်တက်နိုင်တဲ့အခြေအနေမှာဘယ်လောက်ထိလုံပြနိုင်မှာလဲဆိုတဲ့အခြေအနေကကျွန်တော်မေးခွန်းထုတ်ဆရာရှိနေတယ်။ဒါပြင်ကျွန်တော်တို့ဒါတကယ်လို့ဒါ the fuck က Manchester United အသင်းဒါ Europa League မှာဘိုးဆွဲသွားရင်လေဒါကျွန်တော်တို့ အမိုရီနေနဲ့ပေါ့လေရာဒီဝက်နဲ့ဒါကျွန်တော်ဒီကလပ်တင်းကိုဥရောပအောင်မြင်မှုရအောင်စွမ်းဆောင်ပေးနိုင်တဲ့အခြေအနေမျိုးဒီဖြစ်မှာဖြစ်တယ်လို့ကလပ်တင်းတို့ကဥရောပအောင်မြင်မှုဆူပလာယူပေးနိုင်မလားဒါစိတ်ဝင်စားဖို့ကောင်းတယ်မန်ချက်စတာယူနိုက်တက်အသင်းနေနဲ့တော့ကျွန်တော်ဒါဒီနောက်ပိုင်းနှစ်တွေမှာဥရောပအောင်မြင်မှုမရသေးဘူးဆိုပေမဲ့လို့ကျွန်တော်ပြည်တွင်း ကတ်တွေမှာတော့ကျွန်တော်တို့ဒါ final ရောက်တယ်ပိုဆွဲထားတဲ့အခြေအနေရှိရကြမလို့ United အသင်းအတွက်တော့အဆိုပါလားအောင်မြင်မှုကအရင်ကြီးဝေးကွာနေတာမျိုးမဟုတ်ပဲねတစ်ဖက်က Tottenham Hotspur အသင်းအနေနဲ့ကတော့နှစ်ပေါင်းကျွန်တော်တို့ဒါပေါ့လေဒီအဓိကဆူပလာအနေနဲ့ဆိုနှစ်ပေါင်း18နှစ်ကျော်နှီးပါလောက်ဝေးကွာနေတဲ့အနေအထားမှာကျွန်တော်ပြန်ပြီးတော့မှယူသွားနိုင်မလားဒါစိတ်ဝင်စားဖို့ကောင်းတယ်ဒါ Tottenham Hotspur အသင်းအနေနဲ့ကတော့ဒီရာဒီမှာကျွန်တော်တို့ဒါပြိုင်ပွဲစုံ38ပွဲမှာဒီကျွန်တော်တို့ဒါ20ပွဲအထိရှုံးထားပြီးတော့မှအစမ်းချိန်တင်ရှုံးပွဲတွေကြုံနေတဲ့ကလပ်အသင်းဖြစ်တဲ့တစ်ဖ က်ကဒါကျွန်တော်အင်ပိုရင်ရဲ့ Manchester United အတင်းကလည်း MLB ဒါပြိုင်ပွဲမှာ18ပွဲတိတိကိုအရင်နေထားပြီးတော့မှကျွန်တော်တို့ဒါ Premier League တစ်လျှောက်ကလပ်တင်းထရက်တော့အဆိုးအဝါဆုံးသောအခြေအနေတွေကိုရင်ဆိုင်နေရတာလည်းဖြစ်တယ်။ဆိုတော့ထားပါဒါ anyway ပါကျွန်တော်ပြည်တွင်းလိမှာ MLB ဘလောက်ပဲကျွန်တော်ရလက်ဆိုးဆိုတကယ်လို့ဒါကျွန်တော် Europa League မှာ final မှာပိုဆွဲသွားမယ်ဆိုရင်နောက်ရသည်မှာ Champion League ဝင်ခွင့်ရမှာဖြစ်တယ်လို့ကလပ်တင်းတွတ်တော့ကျွန်တော်ဖလားလက်မဲ့ရာသီကိုအဆုံးသတ်ပေးနိုင်မဲ့အခြေအနေကြောင့်မလို့ ဒီကလပ်နဲ့တင်းစလုံးကအားထက်ပြီးရင်ဆိုင်လာမှာလည်းဖြစ်တယ်အဲ့မဲ့လို့ကျွန်တော်တို့ဒါနောက်ဆုံးပေါ့လေဒီနေ့တည်းရထိတ်ထိတ်တွဲဆုံမှုတွေကိုကျွန်တော်ပြန်ကြည့်မယ်ဆိုရင်နောက်ဆုံးထိတ်ထိတ်တွဲဆုံမှု9ချိန်မှာ Tottenham Hotspur က Manchester United အသင်းကို6ချိန်ထိနိုင်ထားပြီးတော့တစ်ချိန်ကတည်ကြထားတယ်ဒါပြီးခဲ့ဒီနေ့ပေါ့လေဒါဒီနေ့မှာကျွန်တော် Premier League 2ချိန်တွဲထားတယ် Tottenham Hotspur ကပဲ Manchester United အသင်းကိုအနိုင်ရထားပြီးတော့မှ EFL Cup မှာလည်း Fulham နဲ့ Spurs ကအနိုင်ယူထားတာ ဒါကြောင့်မလို့အစင်လာအဖြစ်ဒီနောက်ပိုင်းနှစ်တွေမှာတော်တန်ဟော့စပါကယူနိုက်တက်ကိုတသက်စီးစီးကစားထားတာတွေ့ရတယ်။ဒါပေမဲ့လို့အင်မိုရင်ရဲ့ယူနိုက်တက်ကကျွန်တော်တို့ဒါယူရိုပါလိမှာလုံးဝရှုံးပွဲမရှိဘဲနဲ့ final တက်လာတဲ့အခြေအနေကြောင့်မလို့ short track လို့တော့မရတဲ့အခြေအနေလည်းဖြစ်တယ်။ဒီနေ့သင်းရဲ့ဒါပြီးခဲ့တဲ့ပွဲစဉ်နှစ်ပွဲလောက်ကိုကျွန်တော်ပြန်သုံးသပ်ကြည့်ရင် တဖက်ကတော့တဲ့ဟော့စပါတင်ကယူရိုပါလိဖိုင်နယ်အတွက်အသင်းရဲ့အဓိကကစားသမားတွေကိုအဓိကအနားပေးပြီးတော့မှကျွန်တော်အရန်ကစားသမားတွေနဲ့ပဲကျွန်တော်တို့ပွဲထွက်ခဲ့ပြီးတော့မှအရှုံးရလက်တွေဖြစ်ပေါ်ခဲ့တာမှန်ပေမဲ့လို့တဖက်ကမန်ချက်စတာယူနိုက်တက်တင်ကတော့ပြီးခဲ့တဲ့ပွဲတုန်းကလည်းဒါကျွန်တော်ချဲစီအသင်းနဲ့ပွဲစဉ်မှာအသင်းရဲ့အဓိကကစားသမားတွေအားလုံးနဲ့ပွဲထွက်ခဲ့ပြီးတော့မှကျွန်တော်အမိုရင်ကကျွန်တော်တို့ဒီယူရိုဖိုင်နယ်မှာဘယ်ကစားသမားတွေကို choice လုပ်သွားမယ်ဆိုတဲ့ game return မျိုးနဲ့ပွဲထုတ်ခဲ့တာကိုတွေ့ရတယ်ဆိုတော့ ဟိုကစားသမားပြင်ပမှုအရာကြည့်မယ်ဆိုရင်တော့ Manchester United အသင်းကစားသမားတွေအနေငယ်ပွဲပန်းတာတော့ရှိတယ်။ဒီဘက်က Tottenham Hotspur တင်းရဲ့ကစားသမားတွေကတော့လုံလုံလောက်လောက်အနားယူထားရတာကိုတွေ့ရတယ်။ဒါမျိုးလို့ Emo တွေကတော့ကျွန်တော်တို့ final ပွဲစဉ်တော့9ရက်တိတိလောက်အချိန်ရတယ်။အနားယူရတဲ့အတွက်ပြပြဝဝအာယုံစိုက်နိုင်တယ်ဆိုပြီးတော့မှဒါနီးပြကပြောထားတယ်။ဆိုတော့နှစ်သင်းကတကယ်ကိုဒူးအော်တိုင်းကစားမယ်အချိန်နေဆိုတော့နှစ်သင်းစလုံးကဒီဖလားရမယ်ဆိုရင် ။အဒီရဒီမှာပြည်တွင်းလိအခြေအနေတွေဘလောက်ဆိုးဝါးဆိုးဝါးနောက်ရာသီမှာချန်ပီယံလိဝင်ကွင်းရမှာဖြစ်တယ်လို့ဖလားလက်မဲ့ရာသီကိုအဆုံးတတ်နိုင်မှာဖြစ်ပြီးတော့မှဒါဒုတိယဆုသာရှင်းနေခဲ့ရမယ့်အတင်းကတော့ဒီရဒီမှာကျွန်တော်ပြည်တွင်း အစိုးရဆုံးစံချိန်နဲ့အတူဖလားလက်မဲ့ရာသီဖြစ်သွားမဲ့အခြေအနေကြောင့်မလို့ဘယ်အသင်းကကျွန်တော်တို့ဒါ Europa League Final မှာပိုဆွဲသွားမလဲဆိုတော့အစိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေတော့ဖြစ်တယ်ပေါ့လေဆိုတော့ကျွန်တော်တို့ဒီပွဲကတော့ဒါနှစ်သင်းစလုံး Final ဖြစ်တဲ့အတွက် percentage ကတော့50 50ဖြစ်တယ်ဒါကြောင့်မလို့ဒီနှစ်သင်းရဲ့စူးစမ်းအားထုတ်မှုပေါက်ကွဲရကိုများဖို့အခြေအနေရှိပြီးတော့မှအပြန်အလှန်တွင်းကိုတွေများဖို့အခြေအနေရှိရလို့ကျွန်တော်တို့ထင်တယ်ပေါ့လေဆိုတော့ကြီးစုပေးခဲ့တဲ့ဒုတိယအချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားအားလုံးစိတ်ချမ်းသာခြင်း ကိုကြီးကျမချင်းအားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်